စိတ်ဤအနောင်အဖွဲများပုရုဇဉ်ပုဂ္ဂိုလ်ရဲ့စိတ်ဟာအနောင်ဖွဲတွေနဲ့နှောင်ဖွဲထားခြင်းခံနေကြရတယ်ဒါကြောင့်မို့ပုရုဇဉ်တွေရဲ့စိတ်ကိုလွတ်လပ်တဲ့စိတ်လွမြောက်တဲ့စိတ်လို့မခေါ်ဘူးစိတ်ရဲ့ အနောင်အဖွဲများဆိုတာမြတ်စွာဘုရားသခင်ကိုရောမြတ်ဟောကြားတော်မူခဲ့တဲ့စေတောဝိနိဗ္ဗာန်တုတ်ဆိုတာရှိတယ်စေတသောဝိနိဗ္ဗာန်တာဆိုတာစေတသောစိတ်ဤဝိနိဗ္ဗာန်တအနောင်အဖွဲများစိတ်ကိုနှောင်ဖွဲ့ထားတာစိတ်ကိုနှောင်ဖွဲ့ထားတဲ့အရာတွေများစွာ ရှိတော်လဲ ီနေရာမှာမြတ်စွာဘုရားကတရား၅မျိုးအခြေအနေ၅ရပ်ကိုသာလင်းစေတောဝိနိဗ္ဗာန်တဆဲ့ရဲ့အနောင်ဖွဲ့များလို့ဒီလိုဟောကြားခဲ့တာဖြစ်တယ်အများအဖြင့်တန်ရောစဉ်7ပါးတို့ဆိုတာလေအနောင်ဖွဲ့တွေပဲတန်ရောစဉ်နောက်ဖွဲ့တာကတော့စိတ်နဲ့အာယုံ တွဲပေးထားတဲ့သဘောစိတ်နဲ့အာယုံကိုချီနှောင်ပေးထားတဲ့သဘောအဲ့ဒီရှုထောင့်ကနေပြီးတော့တန်ယောဇနတခုနဲ့တခု꽌ကွာမသွားအောင်ချီနှောင်ထားတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့တန်ယောဇဉ်ဆိုတဲ့တန်ယောဇနဆိုတဲ့ကထာကိုမြတ်စွာဘုရားဟောတာအခုဒီတုတ်တံမှာတော့စေတသောဝိနိဗ္ဗာန်စိတ်ရဲ့ အနောင်ဖွဲများဆိုပြီးတော့ပုရုဇင်တတ္တဝါတို့ရဲ့တဏ္ဍာမှာနေစဉ်နဲ့အမျှအဖြစ်များတဲ့စိတ်ရဲ့အခြေအနေတွေကိုဆင်ញံသုံးသပ်ပြီးတော့ဒီတရားကိုခေါ်တာဖြစ်ပါတယ်လောကမှာလူတွေရဲ့စိတ်ဟာကိလေသာတရားတွေရဲ့နှောင်ဖွဲ့ချုပ်ကင်ထားမှု န်းနေရသည့်အတွက်ကြောင့်သူစိတ်ကိုမိပြီးတော့ဖြစ်တဲ့တတိတို့ပညာတို့ဆိုတာအအားမရှိတော့ဘဲနဲ့အားပြော့နေတဲ့အခြေအနေမျိုးကိုရောက်မိမိတို့ရဲ့နှလုံးသားမိမိတို့ရဲ့တဏ္ဍာမှာတဘာဝစိတ်ဆိုတဲ့တရားရှိသလိုထိုစိတ်ကိုနှောင်ဖွဲ့တတ်တဲ့ တဘာဝတွေလည်းရှိတယ်ထို့အနောင်ဘက်ကနေလွံ့မြောက်စေတတ်တဲ့တဘာဝတရားတွေလည်းရှိတယ်အပြင်ကနေယူပြီးတော့လောရတာတော့မဟုတ်ဘူးကိုယ့်ရဲ့တဏ္ဍမှာစိတ်ကိုနောင်ဖွဲ့မဲ့တရားတွေရှိသလိုထို့အနောင်ဘက်ကိုဖြတ်တော့ပြစ်ပြီးတော့နောင်ဖွဲ့မှုကလွတ်သွားအောင်လုပ်တာလည်းရှိတယ် အဲ့တော့မြတ်စွာဘုရားရဲ့ဒေသနာတော်တွေမှာစိတ်ကလေးကိုဥတည်ပြီးတော့ဟောတယ်စိတ်ကလေးဥတည်ပြီးတော့ဟောတဲ့အခါကျတော့တချို့ကမြတ်စွာဘုရားတရားနဲ့ပတ်သက်လာလို့ရှိရင်စိတ်ကိုထာဝရမြဲနေတဲ့အရာလို့ယူဆပြောဆိုကြတာလည်းရှိတယ် ို့တော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကစိတ်ဟာအစင်သာဝရမြဲနေတဲ့အရာမဟုတ်ဘူး။ဆိုင်းရဆိုင်းရအကြောင်းတရားနဲ့ဆုံစည်းပြီးမှ စိတ်ဟာဖြစ်ပေါ်တယ်။အကြောင်းတရားရဲ့ဆုံစည်းမှုကစင်စစ်မပြတ်ရှိနေသည့်အတွက်ကြောင့်စိတ်ရဲ့ဖြစ်ပေါ်မှုကလည်းပဲစင်စစ်မပြတ်ဖြစ်နေတယ်။အမတန်လင်းမြန်တဲ့နှုံသားနဲ့ဖြစ်နေတဲ့စိတ်ကလေးမှာနှောင်ချိုးတန်းလန်းတဲ့ဟိုအာယုံဒီအာယုံ ကူပြောင်းနေရတဲ့သဘောပဲအဲ့တော့စိတ်ထဲမှာရှိတဲ့အညစ်အကြေးတွေစိတ်ထဲမှာဖြစ်တဲ့ဖြူရှင်တန်ရှင်းစေတတ်တဲ့သဘာဝတရားတွေဒီသဘာဝနှစ်ခုဟာအားပြိုင်ပြီးတော့နေတယ်ဘယ်သူကနိုင်နေတယ်လဲလို့ဆိုရင်စိတ်ကိုညှဉ်းနှွမ်းစေတတ်တဲ့ကိလေသာတွေကပုရိသေပုဂ္ဂိုလ်တွေပေါ်မှာ အနံ့ရလွှမ်းမိုးထားတယ် ။လက်ဆောင်ဘုရားကပင်ကိုစိတ်လေးအနေထားတစ်ခုကိုပင်ကိုစိတ်ဆိုတာလောဘဒေါသမောဟစတဲ့ကိလေသာတွေနဲ့လည်းမတွဲဘူး။စိတ်တော်တရားတတ်တတ်ကိုကိလေသာတွေနဲ့မတွဲတဲ့စိတ်တော်တရားတတ်တတ်ကိုဖြူစင်တယ်လို့ဒီလိုဟောတာ။အဲ့ဒီစိတ်ဆိုတာကိုပဲတခါတရံကြတော့